မင်္ဂလာပါ Touch of Liberty YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ဆရာအောင်သိရဲ့စဉ်းစားစရာလေးတွေဆိုတဲ့စာအုပ်ထက်ကကြုံခဲ့ရပုံများဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာကြုံခဲ့ရပုံများဤဆောင်ပါဤကောင်းစဉ်ကိုသူတို့အမေ ျွန်တော်အဖြစ်ဟုပင်ပေးလိုက်ခြင်းစိတ်ပေါ်မိပါသည်ကျွန်တော်ဤစာပေအတွေ့အကြုံတပိုင်းတစကို ပြန်ပြီးရေးရန်ရည်ရွယ်ရင်းဖြစ်တော်လဲထိုအတွေ့အကြုံမှာဥကြောင်းကြောင်းနိုင်လာတော့ကြောင်းဖြစ်ပါသည်တခြားသောစာရေးဆရာများဤစာပေအတွေ့အကြုံကိုဖတ်လိုက်ရလျင် စာရေးဆရာဖြစ်အောင် ကို့စာကလေးကိုအက်ဒီတာရွေးအောင်ကြိုးပမ်းရပုံမဂ္ဂဇင်းထုတ်ဝေ ခဲ့ရပုံပင်မကြီးစွာ စ조사လောက်ကန်ရပုံစသည်တို့ကိုတွေ့ကြရမည်ဖြစ်ပါသည်ကျွန်တော်တွေ့ကြုံများကထိုကဲ့သို့မဟုတ်ပဲဟူကြောင်ကြောင်နိုင်လာသည်ဟုတွေးမိပါသည်သို့သောထိုဟူကြောင်ကြောင်တွေ့ကြုံများတဲ့၌ပင်လင်စိတ်ဝင်စားစရာလေးများပါနေသည်ဖြစ်တော်ကြောင်တင်ပြလိုက်ရခြင်းဖြစ်ပါသည်လွန်ခဲ့သော၁၀နှစ်ကျော်ကျော်လောက်ကဖြစ်ပါသည်ထိုစဉ်ကရန်ကုန်တက္ကသိုလ်မြမသာဌာနတွင်လက်ထောက်ကရိကအဖြစ အမှုထမ်းနေစေဖြစ်ပါသည်ကျွန်တော်တင်ရသည့်ဘာသာရပ်များတွင်ဝတ္ထုရှင်နှင့်ဝတ္ထုသဘောတရားစာပေဝေဖန်ရေးနှင့် စာပေဝေဖန်ရေးသဘောတရားများပါဝင်ပါသည်ကျွန်တော်ကထိုဘာသာရပ်များကိုသင်ကြားနေရင်ပင်ကြုံရင်ကြုံသလိုပြင်ပစာပေလောကရှိဝတ္ထုများမဂ္ဂဇင်းများစာပေတိုက်ပွဲများအကြောင်းကိုပါထည့်သွင်းဝေဖန်ပြီးပို့ချသွားလေရှိပါသည် ကျောင်းသားများခစ်ပြိုင်စာပေကိုမျက်ခြေမပြတ်ဖတ်ရှုနေမိကြစီရန်နှိုးစော်လိုသောစေတနာလည်းပါပါသည်တစ်ချိန်တည်းမှာပင်ကျွန်တော်ကိုယ်တိုင်ကလည်းစာပေဆောင်ပါးများကိုကြိုးကြားရန်ကာရေးလိုက်တတ်သည်ကျွန်တော်ဤကိုယ်ပိုင်စင်ကြယ်မှုအရာတိမ်ဆောင်လဲချော်နေသည်ဟုထင်မိသောအချက်များကိုထောက်ပြပြီးရေးမိတတ်သည်ဖြစ်တော်ကြောင်းများသောအားဖြင့်ကျွတ်စီကျွတ်စီလည်းဖြစ်တတ်ပါသည်ခွင်းစခွင်းပိယခုလည်းရခင်ကအတိုင်းပါပဲ ထိုကဲ့သို့အတန်းထဲတွင်ဝေဖန်ပို့ချခြင်းဆောင်ပါရည်ချင်းစသည်တို့ကြောင့်အတိအမြင်တို့အောင်စူးစမ်းတင်ကြပေသောဆရာကောင်းကြီးပါပဲဟုမှတ်မှတ်ထင်ထင်ကျေးဇူးတင်သောကျောင်းသားတယောက်မျှမရှိခဲ့တော့လေ။ဆာရေးဆရာတချို့ကကျွန်တော်ကို အလွန်အမြင်ကတ်သွားကြပါသည်။ထိုဆာရေးဆရာများနှင့်ရင်းနှီးသောစာသမားကျောင်းသားများကလည်းမကြည်မနက်ဖြစ်ကြပါသည်။တချို့မအူမလဲဝတ္ထုဆရာများကလည်း ဝတ္ထုတဘောမျှမရေးဘူးတဲ့လူတယောက်ကဝတ္ထုတဘောတရားကိုသင်တယ်ဆိုတော့သူကဘာနားလဲမှာလဲကွာ။ဘာညာစသည်ဖြင့်မုံမလဲចောင်းသားများကိုမြောက်ထိုးပင်ကောလှုပ်တက်ကြပါသည်။စာသင်ကန်းတဲ့၌ပင်ထပြီးမေးရန်မြောက်ပေးကြပါသည်။ထမေးသည်ကိုလည်းကြုံခဲ့ဘူးပါသည်။မြမစာအဓိကចောင်းသားများသာမဟုတ်ပဲအခြားဘာသာရဲ့အဓိကသိပ္ပံចောင်းသားချို့ကပင် ကျွန်တော်ကိုစိတ်ဝင်စားပြီးမကြေမနက်ဖြစ်ကြသည်ကိုကြုံရပါသည်။တနေ့တွင် ကျွန်တော်အခန်းထဲသို့ကျောင်းသားတယောက်ဝင်လာပါသည်။သူ့အမူအရာကရင်းရင်းနီးနီးရဲရဲတင်းတင်းပါပဲ။ကျွန်တော်ကတော့သူ့ကို အရင်ကမမြင်ခဲ့ဘူးပါ။သူကဆရာပါတွေရင်းနေတယ်လဲ။ဘာလဲညာလဲစသည့်အလာပါတလာပါစကားများကိုဆိုပြီးနောက်ကျွန်တော်တို့ဆရာဆောင်းပါးတွေကိုဂရုစိုက်ပြီးဖတ်ကြပါလေဆရာ။ ကျွန်တော်ကလည်းဘာပြန်ပြောရမည်ကိုမသိသဖြင့်ခက်ကြောင်ကြောင်ပင်အေးဟုတ်မှာပေါ့ဖတ်ကြမှာပေါ့ဆရာရေးသားတင်ပြပုံတွေကိုကျွန်တော်တို့တော်တော်လေးကြိုက်ကြပါတယ်ဒါပေမဲ့ဆရာမှာတဒနာကင်းမဲ့နေတယ်လို့ယူဆမိပါတယ်ဆရာကျွန်တော်အန်အားလဲတင်ရဲလဲရဲချင်းသွားလေးနေပင်ဟေးဟုတ်လားမင်းကတဒနီကအဋ္ဌကကျောင်းသားလားမဟုတ်ပါဘူးဆရာယောက်ခဗေဒဒုတိယနှစ်ပါယောက်ခဗေဒပဲလား တတ္တဘေရာပဲလာကောင်းကောင်းမမှတ်မိတော့ပါ ထို့နှင့်တခုခုဖြစ်တာတော့သိကြပါသည်ကျွန်တော်ကအနေငယ်ရေမောလိုက်ရင်နေုံကငါကတတ္တနိကဂုံတုတန်းကိုတောင်းတက်ခဲ့ဘူးသေးတယ်ဝါသနာလည်းအတန်အသင့်ပါပါတယ်ငါမှဘာတတ္တနာတွေကင်းမဲ့ပြီးမင်းမကဘာတတ္တနာတွေပိုးရှိနေတယ်လဲဆိုတာ ရှင်းပြအောင်ပါပေါ့ကွာသူကရုတ်တရက်ပါမျှမဖြေပါ ထို့ကြောင့်ကျွန်တော်ကပင်ဆက်၍ဒီလိုလေကွာ ငါကဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုတာကိုမင်းတို့လည်းသိပါတယ်။ငါကိုယ်ပိုင်ဘဝအမြင်လောကအမြင်လည်းရှိတန်တလောက်တော့ရှိပါတယ်လို့အောက်မိပါတယ်။ကိုကျင်တရားနဲ့ပတ်သက်လို့လည်းပဲသူများတကာတဲ့ထူးထူးကျွန်ကျွန်မကောင်းရင်တောင်မှ သူလိုငါလိုလောက်တော့ကျင့်သုံးလိုက်နာမှုရှိပါတယ်။ဒီတော့ထသနာကင်းမဲ့တယ်ဆိုရအောင်။စကားမဆုံးမီသူကဖြတ်ပြီ။အဲ့ဒါတွေကိုပြောတာမဟုတ်ပါဘူးဆရာ။ကျွန်တော်ဆိုလိုတာကနိုင်ငံရေးအမြင်ကင်းမဲ့တယ်လို့ပြောချင်တာပါ။ ။အော်အဲ့ဒီလိုလား။ဒီလိုဆိုရင်လည်းအစကတည်းကရှင်းနေအောင်ပြောလိုက်ရင် ပြီးရောကွ။မင်းဥစားကတဒနာကင်းမဲ့တယ်ဆိုတော့လန့်သွားတာပဲ။ဘာတဒနာတွေများကင်းမဲ့နေပြီလဲလို့ခဲခဲထားပါအောင်။မင်းပြောသလိုပဲငါမှ နိုင်ငံရေးအမြင်ကင်းမဲ့တယ်ဆိုရအောင်။ဘာထောက်ထားနဲ့ပြောတာလဲ။မင်းကဘသူကပြောလိုက်လို့လဲ။ဒါတော့ဆရာစာအုပ်တွေကိုဖတ်ကြည့်လိုက်ရင်သိတာပါတယ်ဆရာ။ဘာနိုင်ငံရေးအမြင်မှ ဖော်ပြထားတာကိုမတွေ့ရဘူးမဟုတ်လား။ ဟာဒါကတော့ငါစာပေသဘောတရားကို ရေးတာကိုကွနိုင်ငံရေးသဘောတရားကို ရေးတာမှမဟုတ်ပဲနိုင်ငံရေးအမြင်ကိုထည့်ပြီးရေးနေစရာလိုတာမှမဟုတ်ပဲကျွန်တော်တို့ကတော့အရာရာဟာနိုင်ငံရေးရဲ့လက်အောက်ခံပဲလို့ယုံကြည်ကြရစရာဒါကြောင့်နိုင်ငံရေးစံနဲ့တိုက်တာကြည့်လိုက်လို့နိုင်ငံရေးခံယူချက်ကိမဲ့နေရင်တန်ပုံမထားကြပါဘူးဆရာဒါကတော့မောင်ရင်တို့သဘောပါပဲအဲ့ဒီလိုမှတန်ပေါ်မထရင်လေမဖက်ဖဲနေကြဘောကွာနောက်ပြီးမေးချင်တာက ဒီလိုမှတန်ဖိုးမထားရင်ဘာပြုလို့ငါ့ကိုလာပြီးပြောနေရသေးလဲကွာအေးမလုပ်ပဲနေလိုက်ရင်ပြီးတာပဲမဟုတ်လားဒါကတော့ဆရာကိုနိုင်ငံရေးအမြင်ပါတဲ့စာမျိုးတွေကိုရှင်းစေခြင်းလို့ပေါ့ဆရာဩอืมဒီလိုဆိုတော့ဘလို့နိုင်ငံရေးခံယူချက်မျိုးနဲ့ရှင်းစေခြင်းတာလဲပြောစမ်းပါဦးပြည်သူဘက်ကယက်တည်ပြီးတော့ရေးဖို့ပေါ့ဆရာပြည်သူဆိုတာကဘယ်ပြည်သူကိုပြောတာလဲငါလဲပြည်သူပဲကွာ ငါလဲငါဘက်ကတော့ရက်တီပြီးရေးနေတာပါပဲဒီလိုမဟုတ်ဘူးဆရာအလौတမလဲတမပြည်သူတွေဘက်ကရက်တီဖို့ပြောတာပါဟာငါလဲအလौတမပဲကွတက်ကတော့ဆရာ ဆိုပေမဲ့အလौတမထဲမှာပါတာပါပဲထားပါတော့လေစင်ရသာအလौတမလဲတမဘက်ကရက်တီပြီးရေးရမယ်ဆိုပါတော့ဒါလည်းပဲအလौအနုပညာရှင်တွေရေးနေကြတာပါပဲကွာစာပေသမားတွေသာမဟုတ်ပါဘူး တချင်းတွေဂီတတွေကစပြီးအားလုံးရင်းနေကြတာပါပဲဟိုဘက်ကအလုသမားကြီးချစ်စရာကြီးပါလားရှင်ဆိုတာမျိုးကစပြီးအလုသမားလက်သမားတွေနဲ့ပတ်သက်လို့ဟာဒါတွေကတော့ဝါရဖြန့်တာတွေကိုဆရာရဲ့ဟာမင်းဒီလို ပြောလို့ဘယ်ဖြစ်မလဲအလုသမားကိုမုန်းတယ်လို့ပြောတာမှမဟုတ်ပဲဟိုဘက်ကအလုသမားကြီးအမြင်ကက်စရာကြီးပါလားရှင်လို့ပြောတာမှမဟုတ်ပဲသူလည်းအလုသမားဘက်ကယက်တီတာပဲမဟုတ်လားမင်းဥစ္စာကအလုသမားကိုချစ်တာတောင်မှ မင်းဘက်ကရက်တီပြီးချင်းရင်လက်မကန်ဘူးလို့ဆိုလို့ရရောက်မနေဘူးလားဒီတော့ငါစာရေးတဲ့အခါမှာမင်းထရာမှာရက်တီပြီးရေးမှသာမှန်ကန်တယ်လို့လက်ခံနိုင်မယ်ဆိုတဲ့သဘောမျိုးကိုကြောက်မသွားပေဘူးလားဒီလိုနဲ့ခဏကြာတော့နှုတ်ဆက်ပြီးပြန်သွားပါသည်စိတ်ဆိုးစိတ်ကွက်သည့်အမှုရာတော့တစ်စက်မှမပြပါခပ်ပြုံးပြုံးပါပဲဒီကောင်းလေးနိုင်ငံရေးစကားပြောလာပြီးလက်ကျင်တာထင်ပါရဲ့ဟုလဲအောက်မေ့လိုက်မိပါသေးသည်သူအပေါင်းအသင်းတွေနဲ့တွေ့ရင် ငါတို့ဆရာဥအောင်သင်ကိုတက်ချက်ပြခဲ့ပြီဟုပြောနေလေဦးမြည်ဟုတွေးပြီးပြုံးလိုက်မိပါသေးသည်နောက်တစ်ယောက်ကတော့မြမစာအဓိကအကြောင်းသားတဲကပါပဲဒီနေ့ဝတ္ထုသဘောတရားသင်ခန်းစာပို့ချပြီးကျွန်တော်ဤအခန်းတော့အပြန်တွင်အကြောင်းသားနှစ်ယောက်ကျွန်တော်နဲ့အတူ လိုက်ပါ လိုက်လာပါသည် တယောက်မှာတော့အဖို့အဖြစ်လိုက်ပါလာခြင်းဖြစ်ပါသည်ခေါင်းဆောင်လာသူကကျွန်တော်တို့ဆရာရဲ့ဝတ္ထုသဘောတရားတွေကိုရောဆရာတင်ကြားပို့ချပုံတွေကိုရောသိချမှတ်သားပါတယ်ဆရာဒါပေမဲ့သိပြီးအားမရဘူးဆရာဒါတော့လေဟုတ်မှာပေါ့ကွာငါလည်းတတ်နိုင်သမျှတော့စူးစမ်းလေ့လာပြီးသင်နေတာပါပဲသို့တော်လေဒီဘာသာရက်ကအခုမှ အစပြုပြီးအရှိန်ယူစားဆိုတော့တိတ်တော့မပြေစုံနိုင်သေးဘူးပေါ့ကွာ အဲ့ဒါကိုပြောတာမဟုတ်မဟုတ်ပါဘူးဆရာဘာသာရဲ့အနေနဲ့ပြောရရင်ကျွန်တော်တို့ကျေနပ်ပါတယ်ဒါပေမဲ့ဒီသဘောတရားတွေပုံသဏ္ဍာန်တွေကိုမှတ်သားသင်ယူနေုံနဲ့ဘာအတိတ်ပဲရှိမှလဲဆရာနိုင်ငံရဲ့ယက်တီမှုသဘောကိုဘာမှအထင်မပြောရင်ဒါတွေကအလကားပဲနေမှာပေါ့ဟာငါကနိုင်ငံရေးသဘောတရားပို့ချသူမဟုတ်ပဲဝတ္ထုသဘောတရားပို့ချတာပဲနိုင်ငံရေးသဘောတရားကိုသိခြင်းရင်နိုင်ငံရေးသဘောတရားစာအုပ်တွေကိုဖတ်ဖို့ ။ဒါမှလည်းဒါရှိရင်လေသမိုင်းဌာနမှာနိုင်ငံရေးသဘောတရားနိုင်ငံရေးသိပ္ပံကျွမ်းတဲ့ဆရာတွေရှိသားပဲ။သွားပြီးမိကြလေ့လာကြပေါ့ကွာ။ဒါဖြင့်ဆရာကဝတ္ထုကိုသင်တဲ့အခါမှာပုံတံတန်သဘောတရားတက်တက်ကိုပဲသင်မှာပေါ့။နိုင်ငံရေးအမြင်တွေရတ္တီချက်တွေကိုမသိဘူးပေါ့။အေးပေါ့အကြောင်းအားလျော်စွာတိုက်ဆိုင်လာလို့အထည်ပြီးပြောတာမျိုးတော့ဖြစ်ကောင်းဖြစ်မှာပေါ့။ဒါပေမဲ့ငါ့မှာအဲ့ဒါသင်ဖို့အတွက်တာဝန်မရှိဘူး။ ဒီလိုပုံသဏ္ဍာန်တွေတက်တက်ကိုသာသင်နေရင်တက္ကသိုလ်ပညာရပ်ဟာဘယ်မှာတန်ဖိုးရှိနိုင်တော့မလဲဆရာဟာဒီလိုပြောလို့ပဲဖြစ်မလဲကွတက္ကသိုလ်မှာသင်ပေးတဲ့ဘာသာရပ်တော်တော်များများဟာပုံသဏ္ဍာန်တွေသဘောတရားတွေကိုသင်ကြရတာပဲဥပမာသင်ကြားဆိုပါတော့ကွာအဲ့ဒါပုံသဏ္ဍာန်ပဲတနှစ်သုံးလေးဆိုတာတွေနှစ်ငါးလီ30ရှစ်ချောက်လီ48ဆိုတာမျိုးတွေဟာပုံသဏ္ဍာန်တွေပဲမဟုတ်လားအဲ့ဒီအလီပေါင်းတွေ တွက်ကိန်းပုံတွေနီးတွေမှာဘာကြောင်းမှမပါပါဘူးသုံးဆိုတဲ့ကဏ္ဍထဲမှာဘာကြောင်းမှမပါဘူးဒါကြောင့်ဘာကြောင်းရာကိုမဆိုကိုစားပြုနိုင်တယ်ဖျားတုံးစုလည်းဖြစ်နိုင်တယ်လူသုံးယောက်လည်းဖြစ်နိုင်တယ်ခွေးတုံးကောင်လည်းဖြစ်နိုင်တယ်နှင်းငါးလီ၁၀ဆိုတာလည်းဒီလိုပဲအဲ့ဒီလိုပဲစာတော့ကိုနှစ်ချက်ငါ့ကို၁၀လည်းဖြစ်နိုင်တယ်တခြားတခြားပစ္စည်းတွေလည်းဖြစ်နိုင်တာပဲပုံတန်ဆိုတာဟာတတ်နိုင်သမျှအခြေခံအကြဆုံး ပြောင်းလဲမှုအ ਨੇ ဆုံးကိုထုတ်ယူထားတာပဲ။နဲ့နဲ့ငါကိုမြောက်ရင်အလौသမားပဲမြောက်မြောက်အရင်ရှင်ပဲမြောက်မြောက်တစ်ဆယ်ပဲထွက်ရမှာပဲ။အဲ့ဒီလိုပဲဝတ္ထုပုံတရံလေးလာမှု ဆိုတာဝတ္ထုတွေရဲ့ဖွဲ့စည်းပုံအခြေခံသဘောတွေကို လေးလာရှာဖွေထားတာပဲ။ဒီသဘောတရားတွေပုံတရံအခြေခံတွေကိုတည်ပြီးတော့ဘာဖြစ်မှလဲဆရာ။ဘာများတုံးကြမှလဲဆရာ။အဲ့ဒါကတော့မင်းပေါ်မှာဒီမှာပဲပေါ့။မင်းဘလောက်စိတ်ဝင်စားတယ်လဲ။ မင်းဘလောက်သုံးချတတ်တယ်လဲဆိုတာတွေပေါ်မှာတီမှာပေါ့နောက်တစ်ယောက်ကတော့စာပေသမားလူငယ်တစ်ယောက်ဖြစ်ပါသည်။ចောင်းသားမဟုတ်ပါ။သို့တော်ចောင်းတို့သူ့အပေါင်းအသင်းများနဲ့ရောက်လာတတ်ပါသည်။ရောက်လာပြီးဘာမှမကြမိပင်ကျွန်တော်ကိုဆွေနှွေမင်းမြန်ဆွဆဲဆွဆွဲပါတော့သည်။ဆရာရဲ့ဆောင်းပါးတွေဟာ အကြောင်းအရာတဲ့ပုံစံတန်းကိုဦးစားပေးပြီးရေးသားလေးရှိတယ်နော်ထိုစဉ်ကကကျွန်တော်ကိုယ်တိုင်လည်းပုံစံတန်းကိုသာလျင်အဓိကထားပြီးလေ့လာရေးသားနေစေဖြစ်ခြင်းကြောင့်ဟုတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဆရာကို ပုံစံတန်းဝါဒီ formalist လို့သတ်မှတ်ကြပါတယ်ဆရာ ကျွန်တော်မှာကြံချောက်ချားဖြစ်လာအောင်ပင်လမ်းသွားပါသည်သူတို့ကကျွန်တော်ကိုအစ်စ်နှိတ်ရှုံချလိုက်ခြင်းဖြစ်ပါသည် သို့တော်ထိုကဲ့သို့ရှုံချလိုက်သောကြောင့်လန့်သွားခြင်းမဟုတ်ပါနေစမ်းပါအောင်ကွာငါကောပါကြောင့် formalist ကွင်းစာကွင်းပိပုံသဏ္ဍာန်ဝါဒီလို့စွပ်စဲရတာလဲပြောစမ်းပါအောင်ဆရာကပုံသဏ္ဍာန်ကိုသာလိလာနေတာမဟုတ်လားအเจ้าအရာကိုထည့်ပြီးမပြောဘူးမဟုတ်လားအေးလေဟုတ်ပါတယ်ဒါနဲ့ပဲ formalist ဖြစ်သွားရောလားဟုတ်တာပေါ့ဆရာပုံသဏ္ဍာန်ကိုသာအဓိကထားပြီးလိလာတာဟာပုံသဏ္ဍာန်ဝါဒ formalism ပေါ့ ဒီတော့ဆရာကိုလည်း formalist လို့ပြောရမှာပေါ့ကျွန်တော်တော်လေးစိတ်ညစ်သွားပါသည် သူ့ဘာသာသူပဲထင်ရမြင်ရစွပ်ပြီးတွေးလိုက်လေသလားမဦးမလဲစာရေးဆရာတယောက်ယောက်ကပဲနားမလဲပါမလဲပြောလွှတ်လိုက်လေသလားအမှန်တတော်ပါနေပါဦးကွာ main formalist ဆိုတာဘာလဲသိရလားဘလို့အကြောင်းရေလို့ကောပြောတဲ့ဆိုတဲ့ကြားဖူးရလားသူကပါမျက်မပြောပါခတ်တငိန်သွားပါသည် ထို့ကြောင့်ကျွန်တော်ကပင်ဆက်၍အဲ့ဒီ formalist လှုပ်ရှားမှုဟာရုရှားပြည်မှာ1920တဝိုက်လောက်မှာတိတိတသာပေါ်ပေါက်ခဲ့တယ်။အဲ့ဒီအယူဆကိုလက်တွေ့ကျင့်သုံးဖို့မဆိုထားနဲ့။နားလည်ဖို့တောင်တော်တော်ခက်တယ်။အခြေခံတာကဘာသာဗေဒပညာရှင်ဒီဆူဇူဝါရဲ့ဘာသာစကားဟာတာမန်ဘာသာစကားနဲ့လမ်းခွဲအစစ်ဖြတ်ရမယ်ဆိုတာတွေအမှုပညာဟူသမျှမှာအသိခက်စေရမယ်။အမှန်နဲ့မတူပဲ ပုံပြည့်နေစေရမယ်ဆိုတာတွေပါရောပြီးပါလာပြန်တော့ပိုးပြီးရှုပ်ထွေးသွားပြန်တာပေါ့အမှန်တိုင်းပြောရရင်ငါလဲကောင်းကောင်းနားမလဲပါဘူးနားလဲတာကငါတို့နဲ့တိတ်ပြီးစိမ့်လွန်နေတဲ့အကြောင်းအရာဖြစ်နေတာကတကြောင်းသူတို့စီကဘာသာစကားတွေရဲ့တဘာဝနဲ့ယဉ်ကျေးမှုအခြေခံတွေကိုနားမလဲတာလဲတကြောင်းအဲ့ဒီလိုအကြောင်းအကျောင်းတွေကြောင့်ကောင်းကောင်းနားမလဲနိုင်တာပဲသူကိုချိန်ပေးပြီးတည်တံ့လေးလာနိုင်ရင်တော့လဲနားလဲတန်တလောက်တော့နားလဲလာမှာပေါ့ကဲ ဒါကိုထားပါတော့မင်းအဲ့ဓာတွေကိုကြားဘူးသလားအဲ့ဒီလိုတော့မကြားဘူးပါဘူးဆရာဒီလိုဆိုတော့မင်းတို့ဟာကပုံသဏ္ဍာန်ကိုလေ့လာတယ်ဆိုတော့ form ပဲဒီလိုဆိုရင် formalism ဆိုပြီးငါ့ကို formalist လို့ဆက်ဆွဲလိုက်တာ ဖြစ်မနေဘူးလားဒီတော့မင်းကငါ့ကိုခြားခြားနာနာဆက်ဆွဲဖို့အတွက်ကိုပထမငါက formalism ကိုတည်တည်ခြားခြားလေ့လာရမယ်ပြီးမှငါကမင်းကိုသင်ပေးရအောင်မယ် ညီမဆွဆွဲခန်းကြီးကိုစတင်ကျင်းပရမယ်ပေါ့ကွာဟုတ်လားကျွန်တော်ကဤကဲ့သို့ရဲမောကပြောလိုက်ပါသည်ကျွန်တော်ဤအတွေ့အကြုံများကိုပြန်လည်တင်ပြသည်မှာကျွန်တော်ဤဘဝစကြောင်းတပိုင်းတစအဖြစ်ရည်ရွယ်ခြင်းမဟုတ်ပါကြည်ကျဲထဲဝါ၍ခန့်နာလာသောစကလုံးကြီးများသည် လူငယ်များ၏စိတ်ကို အလွန်တက်ကြွစေတတ်ခြင်းအလွန်တက်ကြွစေတတ်လျက်မမှန်ကန်ကန်ဖြစ်အောင်စဉ်းစားရာတွင် အနောက်ရှိဖြစ်တဲ့ကြောင်းသတိပြုကြစေလို၍ရေးသားလိုက်ရခြင်းဖြစ်ပါသည် ထို့ပြင်အတတ်ပညာဆိုင်ရာဟောဟာရများကိုတေချာနားမလည်ဘဲနဲ့အသုံးပြုဆွေးနွေးကြလျင် ပြေလည်ရန်အလွန်ခက်လာသည် ဟုထင်မိပါသည်အထက်တွင် ဖော်ပြခဲ့သောလူငယ်၃ဦးအနေနှစ်ဦးကိုတော့ရန်ကုန်တွင်မကြာခဏတွေ့ရတတ်ပါသည်ကြံတယောက်ကတော့နေမာနေသည် ဟုသိရပါသည် တူညီသည့်အချက်တစ်ခုကတော့သူတို့၃ယောက်လုံးသည် တတိပေါက်စာလေးများဖြစ်ရန်ခွင်းစာခွင်းပိတခါတရံညံဤညံနဲ့များကိုပင်သုံးလျေစ조사လောက်ကင်နေကြသည်ဟုကြားသိရပါကြောင်းဟုတ်ကဲ့ပါခင်ဗျာဆရာအောင်သိန်းရဲ့ကြုံခဲ့ရပုံများဆိုတဲ့ဆောင်းပါးကတော့ဒီမှာပဲပြီးပါပြီခင်ဗျာနောက်လာမယ့်ဆောင်းပါးများကိုလည်းဆက်လက်ဆောင်မြောအားပေးနားဆင်ကြပါအောင်ခင်ဗျာ ယနေ့အားဖြင့်နားဆင်ကြတူပေါင်းခိုးစိတ်နှပြချမ်းမှချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူချင်းမနိုင်ဖြစ်ပါတယ်ခင်ဗျာ